မင်္ဂလာပါရှင်ခေတ္တ news ကနေပြန်လည်ကြိုဆိုလိုက်ပါရစေအခုပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တပင်းမြို့နယ်အိုထန်ကွင်းကျေးရွာစာတင်ချောင်းကိုစစ်တပ်ကလင်းရင်ဖြင့်ပုံကျဲမှုကျောင်းသားကျောင်းသူ90ဝန်းကျင် ထိခိုက်သေးဆုံးဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းတပင်းမြို့နယ်အိုထန်ကွင်းကျေးရွာစာတင်ချောင်းကိုစစ်တပ်ကလင်းရင်ဖြင့်ပုံကျဲချခဲ့ရာဆရာဆရာမနှုတ်အပါဝင်ကျောင်းသားကျောင်းသူ90ဝန်းကျင်ထိခိုက်သေးဆုံးကြောင်းတပင်းမြို့နယ်မှာကုညီကဲစေးလှုံ့ဆောင်သူကပြောဆိုပါရစေ ယနေ့မနက်9:55မိနစ်ဝန်းကျင်အချိန်တပင်းမျိုးနယ်အိုထင်းကွင်းရွာကျောင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာဆီယာမနှစ်ဦးသေဆုံးခဲ့ပြီးကလင်းငယ်အများအပြားထိခိုက်သေဆုံးခဲ့ကြောင်းသိရပါတယ်။စာတင်ကျောင်းမှာတဲ့တဲ့ကျဲသွားတာဆီယာမနှစ်ဦးကတော့ပွဲချင်းပြီးပဲကျောင်းသားကျောင်းသူ90လောက်ထိခိုက်သေဆုံးမှုရှိနိုင်တယ်။အလောင်းရှာမရတဲ့ကလေးတွေလည်းရှိတယ်။ကလေးတွေကမျက်လုံးကျွတ်ထွက်သူထွက်တချို့ကခေါင်းကိုထိခိုက်တယ်။အခုကားတွေနဲ့တဲထုံနေတဲ့အခြေအနေကဆိုးပါတယ်ဟုတပင်းမျိုးနယ်မှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်သူတဦးကပြော ဆိုပါရယ်လက်တလောအလောင်းရရှိမှုအနေဖြင့်ကျောင်းသားကျောင်းသူများအပါအဝင်ကလေးငယ်၁၂ဦးနှင့်ဆရာမ၂ဦးတို့၏အလောင်းများရရှိခဲ့ပြီးဒဏ်ရာရရှိသော ကလေးငယ်များလည်းများပြားသောကုညီကဲစေးများဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါရယ် အကြံဖက်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိအပြစ်ခတ်ရဲစင်ရေးကြေညာထားတော်လဲနိုင်ငံတော်တွင်လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းထိုးစစ်ဆင်ခြင်းများကိုလှုံ့ဆော်လျက်ရှိကြောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တော်လှန်ရေးအဖွဲ့များကသတင်းထုတ်ပြန်ထားကြောင်းသိရပါသည်ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ချင်းညီနောင်ကို Standard Army တပ်မတော်တရက်ဖြစ်ဖွဲ့စည်းမိမှုကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချင်းပြည်နှင့်ချင်းတမျိုးသားလုံးကိုအကအကွယ်ပေးနိုင်ရန်ချင်းညီနောင်အဖွဲ့ကိုပုံမှုကြစ်လက်ခိုင်မာသောတပ်မတော်တရဲ Standard Army ဖြင့်ဖွဲ့စည်းသွားမည်ဟုချင်းညီနောင်ကထုတ်ပြန်ကြေညာပါသည်ချင်းညီနောင်အဖွဲ့ကိုပုံမှုကြစ်လက်ခိုင်မာသောတပ်မတော်တရဲ Standard Army ဖြင့်ဖွဲ့စည်းနိုင်ရန်အခြေခံမူများချမှတ်နိုင်ခဲ့ကြောင်းချင်းညီနောင်၏မေလ17ရက်တွင်ထုတ်ပြန်ချက်မှာဖော်ပြထားပါသည်ချင်းညီနောင်အဖွဲ့အားတပ်အင်အားတစ်ခုအဖြစ်တိုးမြှင့်ဖွဲ့စည်းနိုင်ရန်လွတ်မြောက်နေမည်တနေရာတွင်အေဗီလာ26ရက်မှ29ရက်နေ့ထိကိုယ်စားလှယ် 39ဦးဖြင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ရှင်းရှင်းလင်းလင်းကထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ရှင်ပြည်ချင်းမျိုးသားစီလုံးညညရင်းနဲ့အနာဂတ်တွေချင်းပြည်သူလူထုတရက်လုံးကိုကိုစားပြုသည်ချင်းပြည်ဆိုရပေါ်ပေါက်လာနိုင်ရေးအတွက်လည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။တန်းတူညီမျှခြင်းတရားမျှတခြင်းကိုကြမှာကိုဖန်တီးနိုင်ခြင်းအစရှိသောဒီမိုကရေစီစံနှုန်းများပါဝင်သည့်ချင်းညီနောင်ဤ TOR အတိုင်းဆက်လက်အကောင့်ထယ်ဖော်နိုင်ဆောင်ရွက်နိုင်ရန်လည်းသဘောတူခဲ့ကြသည်ဟုသိရပါတယ်။ ပြည်တွင်းမဟာမိတ်ဆက်ဆံရေးနှင့်ဆက်လင်းရွေတော်၎င်းနိုင်ငံတကာဆက်ဆံရေးနှင့်ဆက်လင်းရွေတော်၎င်းစစ်ရေးနိုင်ငံရေးနှင့်လူမှုစည်းဝါးရေးမူဝါဒများရေးဆွဲနိုင်ရေးအတွက်အခြေခံသဘောတူညီချက်များကိုလည်းချမှတ်ခဲ့ကြပါသည်။ချင်းကြီးနောင်ထိန်ချုပ်နေမြများအတွင်ရှိပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်တော်မူပြီးချမ်းမာရေးပညာရေးစားနပ်ရိက္ခာဖူလုံရေးအစရှိသည့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုလည်းထိထိရောက်ရောက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက်ပြည်တွင်းပြည်ပရှိမိဘပြည်သူများတော်လှန်ရေးအင်အားစုများနိုင်ငံတကာအဖွဲ့အစည်းများနဲ့တို့ ို့လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်အခြေခံသဘောတူညီချက်များချမှတ်ခဲ့ကြသည်ဟုချင်းညီနောင်ကထုတ်ပြန်ထားပါသည် 2023ခုနှစ်ဒီဇင်ဘာ30ရက်နေ့တွင်ဖွဲ့စည်းတည်ထောင်ခဲ့သောချင်းညီနောင်အဖွဲ့တွင်ချင်းမျိုးသားဖွဲ့ချုပ် CNO CNDF ချင်းကာကွယ်တပ်ဖွဲ့မင်းတက် Zomi Federal CEO ZFU PDS Zola ချင်းကာကွယ်တပ်ဖွဲ့ကံပက်လက်ချင်းလန်းကာကွယ်တပ်ဖွဲ့မတူပီတပ်မဟာတနဲ့မရနေမီအုပ်ချုပ်ရေးကောင်စီ MTC MTF တို့ပါဝင်ကြပါသည်။လက်ရှိတွင်ချင်းညီနောင်အဖွဲ့ကချင်းပြည်နယ်တွေကအာဏာသိမ်းစစ်ကောင်စီထံမှကျင်းတွေးမတူပီမင်းတက်ကံပက်လက်နဲ့ဖလန်းမျိုးတို့ကိုတင်ပိုက်ထားကြောင်းသိရပါ ါတယ်။ CNF CNE ဦးဆောင်သောချင်းလန်းကောင်စီကလည်းချင်းပြည်အစိုးရဖွဲ့စည်းထားပြီးယခုချင်းပြည်နောင်ကနောက်ထပ်ချင်းပြည်အစိုးရဖွဲ့စည်းမည်ဖြစ်သည်ဟုထုတ်ပြန်ကြေညာခြင်းမှာချင်းပြည်သူလူထုအားသဘောထားကွဲလွဲမှုများဖြစ်ပေါ်လာနိုင်သည်ဟုသုံးသပ်သူများကပြောဆိုနေကြကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ PDF ကဖန်စီစစ်စင်းနေသည်ဆိုသောရန်ကုန်အဝေးတင်တက်ကတော့တတ္တဗေဒဌာနမှကတိကဒေါ်ဝင်းဝင်းအောင်မှဖန်စီခံရခြင်းမဟုတ်ပဲတင်းအမထုတ်ပြန်ပြီးအေအေနဲ့ပူပေါင်းသွားဟုစစ်ကောင်စီကထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမိထီလာမြို့နယ်တွင်ရန်ကုန်ဝေးတင်တက္ကသိုလ်တတဗေဒဌာနကတိကဒေါ်ဝင်းဝင်းအောင်ကို PDF တက်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေသည်ဆိုခြင်းမှာမှန်ကန်ခြင်းမရှိဘဲကတိကဒေါ်ဝင်းဝင်းအောင်ကအေအေနဲ့ပူးပေါင်းသွားခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ပျောက်ဆုံးနေသည့်ပညာရေးဝန်ကြီးဌာနရန်ကုန်ဝေးတင်တက္ကသိုလ်တတဗေဒဌာနမှကတိကဒေါ်ဝင်းဝင်းအောင်မှအေအေအဖွဲ့အခြေပြုရာနယ်မြေတွင်ရှိပညာရေးဆိုင်ရာလုပ်ငန်းများတွင်အေအေနဲ့ပူးပေါင်းကူညီနိုင်ရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင် ောင်စီကဆိုပါတယ် ဒေါဝင်ဝင်အောင်ကအေအေနဲ့ဂျိုတင်ကျန်းစီဆက်သွယ်မှုများရယူခဲ့ပြီးမေလ9ရက်တွင်ဆလင်းကြီးပီဒီအမကိုစရာမင်းထိပ်ချိတ်ဆက်ကူညီမှုဖြင့်မိထီလာမျိုးမှဆလင်းကြီးမျိုးနယ်စက်တက်ချေးရွာသို့သွားရောက်ခဲ့ပြီး၎င်းမှတစင်အေအေအဖွဲ့မှကိုဇော်အေးထွန်းထံသို့ဆက်လက်သွားရောက်ခဲ့သည်ဟုစစ်တပ်ကဆိုပါတယ်။ပညာရေးဝန်ကြီးဌာနရန်ကုန်ဝေးတင်တက္ကသိုလ်တာတာဗီရာဌာနမှကတိကဒေါဝင်ဝင်အောင်သည်2025ခုနှစ်မေလ9ရက်တွင်တာဝန်ကျနေရာမှအကြောင်းမဲ့ပြက်ကွက်ခဲ့ကြောင်းစစ်စစ်ချက်များအရဒေါဝင်ဝင် ောက်သည့်ငလင်ဘေးဒဏ်ကြောင့်မန္တလေးတိုင်းဒေသကြီးမှတက္ကသိုလ်ဝန်ထမ်းပြန်လည်ဖြည့်ဆို့မည်။ကျောင်းသားကျောင်းသူများအားအနီးကပ်တင်ကြားပို့ချနိုင်ရေးအတွက်မေလာတရက်တွင်ရန်ကုန်ဝေးတင် တက္ကသိုလ်မှအခြားနည်းပြများနှင့်အတူမိထီလာအဝေးတင်တက္ကသိုလ်ကိုရောက်ရှိလာခဲ့ပြီးမေလာ၂ရက်မှစတင်၍အာထကနှင့်ပြောပွဲမှာတင်ကြားပို့ချမှုများဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ မင်းလာခုနှစ်ရက်နေ့မနက်9:45မိနစ်ချိန်ဒေါဝင်းဝင်းအောင်ကမိထီလာတက္ကသိုလ်မှပြောပွဲမျိုးတို့မထွက်ခွာမီ၎င်း၏မိဆွေများနှင့်တွေ့ဆုံရန်ဟူသောအကြောင်းပြချက်ဖြင့်အဖွဲ့ကောင်းဆောင်ဖြစ်သူဒေါမှုမှုအေးထံသို့ဖုန်းဖြင့်ခွင့်တိုင်ကြားခဲ့တော်လဲပုံမှန်တနန်းစင်းချိန်ထိတာဝန်ကျနေရာသို့ရောက်ရှိလာခြင်းမရှိဘဲအကြောင်းမဲ့ပြက်ကွက်ခဲ့ကြောင်းထို့နောက်တာဝန်ရှိသူများမှဒေါဝင်းဝင်းအောင်ထံဆက်သွယ်တော်လဲတစုံတရာဆက်သွယ်မှုမရရှိဘဲည9:30မိနစ်30ချိန်ဒေါဝင်းဝင်းအောင်ကတားဖြစ်သူမောင်ရဲလင်းမြတ်ဟိ ရှီမီတို့အမေအစဉ်ပြေကြောင်းစစ်ဆေးတွေ့ရှိပြီးနောက်ပြန်လည်လှုပ်ပေးလိမ့်မည်ဟုဘေးပို့ခဲ့ကြောင်းသိရှိရပါသည် ဒေါ်ဝင်းဝင်းအောင်ပြောင်းဆုံးမှုနဲ့ပတ်သက်၍လိုအပ်သောစုံစမ်းစစ်ဆေးမှုများအရာဒေါ်ဝင်းဝင်းအောင်သည်မေတီလာတက္ကသိုလ်အမတ်တိတ်ဂိတ်မှထွက်ခွာသွားခဲ့ကြောင်းထို့နောက်မေတီလာတက္ကသိုလ်နေရှိအာယုံဦးလက်ဖက်ရည်ဆိုင်၌တဦးတည်းမနက်စာစားသုံးခဲ့ပြီးလက်ဖက်ရည်ဆိုင်ရှိရောက်လာသောရင်အမတ်စစ်စစ်ဆေးတိုယိုတာကားတစ်စီးပေါ်သို့၎င်း၏သဘောဆန္ဒဖြင့်လိုက်ပါသွားခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါသည် တဝင်းဝင်းအောင်သည်ရခိုင်ပြည်နယ်စစ်တွေမြို့၌မွေးဖွားခဲ့သည့်ရခိုင်လူမျိုးတို့ဖြစ်ပြီးသူငယ်တန်းမှဘွဲရောက်ရှိသည့်ထိရခိုင်ပြည်နယ်စစ်တွေမြို့တွင်ပညာသင်ကြားခဲ့ကြောင်းထို့ပြင်တက္ကသိုလ်များ၌နီးပြဆရာမအဖြစ်တဝင်းမထမ်းဆောင်ပြီးကာလများတွင်လည်းစစ်တွေမြို့ရှိအခြေခံပညာအထက်တန်းကျောင်းအခြေခံပညာမူလတန်းကျောင်းချို့တွင်မူလတန်းပြအလင်းတန်းပြရာထူးများဖြင့်တဝင်းထမ်းဆောင်ခဲ့မှုကြောင့်သိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်းကမိသားစုစီရဲ့ Airbus 319 HYNK လေယာဉ်ကိုအပြီးပြက်ဝယ်ယူခဲ့တော့လေနိုင်ငံပိုင်မြမအမျိုးသားလေချောင်းလိုင်း MNA ကငှားရမ်းထားသောလေယာဉ်များအတွေ့ငှားရမ်းကမပေးနိုင်၍ပြန်သိမ်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်စင်ကောင်းဆောင်မေအောင်လိုက်က၎င်းနှင့်၎င်း၏မိသားစု CN Airbus 319 HYANK လေယာဉ်ကိုအပြီးပြတ်ဝဲယူခဲ့တော်လဲနိုင်ငံပိုင်မြန်မာမျိုးသားလေချောင်းလိုက်ကငားရမ်းထားတဲ့လေယာဉ်များအတွက်ငားရမ်းကမပေးနိုင်၍ပြန်သိမ်းခံနေရကြောင်းမြန်မာလေချောင်းတရင်ရှင်မြစ်ကပြောဆိုပါရတယ်။ ယခုနှစ်ဖေဖော်ဝါရီ17ရက်နေ့မှာမင်းအွန်လိုင်းကအမေရိကန်နိုင်ငံမှာငှားရမ်းထားတဲ့ Airbus အမျိုးအစား A319-115 လင်းရင် H1ANK ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲအပြီးပြက်ဝဲယူခဲ့ခြင်းဖြစ်ပါတယ်။မင်းအွန်လိုင်းကထို့သော Airbus လင်းရင်ကိုငှားရမ်းထားရမှာအပြီးပြက်ဝဲယူခဲ့တော့လေနိုင်ငံပိုင်းမြန်မာမျိုးသားလေးချောင်းလိုက်မှာမို့ American G ကုမ္ပဏီထံမှငှားရမ်းထားသောလင်းရင်များကိုငှားရမ်းကဘေးရန်အချင်းချင်းရွှေ့ဆိုင်ခြင်းနိုင်ငံရေးအခြေအနေအကြောင်းလေးများနဲ့ American အစိုးရက CW ွားရေးပိတ်ဆို့ထားမှုများကြောင့်လေယာဉ်များကို ပြန်လည်သိမ်းယူခံနေရကြောင်းသိရပါဗျ။မေလ6ရက်နေ့ညနေပိုင်းမန္တလေးတတအူးလေစိတ်တွေမီးလောင်ခဲ့သောမြမမျိုးသားလေချောင်းလာလေရင်ဘိုးရင် 737 UBHYALV လေယာဉ်ဖြစ်ကြောင်းအိန္ဒိယလေကြောင်းမှတက်တန်းလွန် HYALV လေယာဉ်ဖြစ်ကြောင်းစစ်ကောင်စီထံသို့လေယာဉ်ငှားရမ်းမည်နိုင်ငံမရှိသလောက်နှဲလာ၍တက်တန်းလွန်လေယာဉ်များကို MNE ကငှားရမ်းအသုံးပြုနေရသည်ဟုအဆိုပါမြန်မာလေကြောင်းတင်းရင်းမြစ်ကရှင်းပြပါရသည်စစ်ကောင်စီက MNE လေကြောင်းလိုက်မှာ အရက်ဘက်ခီးတဲ့လေရင်များကိုနိုင်ငံတကာလေကြောင်းဆိုင်ရာစံချိန်စံညိုများဥပဒေများကိုချိုးဖောက်၍ဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်များဖြစ်သည့်တိုက်ပွဲဖြစ်ရာဒေသများသို့လက်နက်တင်ပို့ခြင်းနှင့်အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များကိုစစ်ကူဖြင့်ပေးပို့ခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့ထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွားရောက်ခေါ်ယူခြင်းများလှုံ့ဆော်လျက်ရှိကြောင်းသိရှိရပါသည်။